အချစ်အမုံအလွန်အစွေဒီခံစားမှုတွေနဲ့မကင်းနိုင်တဲ့ကျမတို့အားလုံးမှာဆက်လန်းကိုစီရှိကြပါတယ်ဂျာရီကိုအသက်သုံးလိုက်တဲ့အခါဖြစ်ပေါ်လာတာကရေဒီယိုဒရာမာအမိုင်းရေဒီယိုပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ပတ်ရေဒီယိုဆက်လန်းနားဆင်ရမယ့်အချိန်လေးရောက်ရှိလို့လာပြပါပြီရေဒီယိုဒရာမာရဲ့ဒီတစ်ပတ်မှာတော့စာရေးသူနောင်နောင်ရေးသားထားတဲ့ Sally Crazy လို့အမည်ရတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကဲ အခုခင်းနဲ့ကြိုက်နေပြီးတော့ဇလန်းလေးထဲမှာဘလို့အကြောင်းအရာလေးတွေခန်းစားနှဆင်ရမလဲဆိုတာအခုပဲအတူတူနားထောင်ကြည့်လိုက်ကြရအောင်ပါ Hello ချစ်မမေဟဲ့ Hello နောက်သားနင်လူရင်လာခဲ့ဟာချစ်မမေရလဲလူကဘလို့လို့အရင်လာလို့ရမှာလဲဟဲ့နင်ကလူရင်မလာလို့ဘာလို့အရင်လာစေချင်တာလဲမိခင်ပြောနော်ဟင်းမမေရလဲလူကအပြည့်ရောက်နေရလीအဲ့ဒါကြောင့်အတန်လေးအရင်ပို့လိုက်တာကဲချစ်မမေပြော ရှင်နေရှိရတာပြောအောင်မဲမအီးကိုပြောင်းချွချွနဲ့ညီအေးခဏဆိုပြီးမနက်ခရဲကထွက်သွားလိုက်တာအခုညနေအောင်ရောက်နေပြီညီကခဏဆိုလို့ငါမှနေလေစားအတွက်ဟင်းချက်စရာတော့ညီကိုမှားလိုက်မိတာအခုညစားတော့စားတော့မယ်ညီဟာမဟုတ်သေးပါဘူးမိခင်ပြိုရဲ့ညီဗမာတော့ငါတိတ်မပြောချင်ဘူးနော်ညီဟွစိတ်ကြီးပဲသူပြောချင်တာပြောပြီးဖုန်းကိုအရင်ဥအောင်ချသူ့သမီးကအပြင်မှာဘာလို့အကြာကြီးရှိနေလဲဆိုတာတော့မေ့မသွားဘူး ဟဲ့ဒီ coffee ဆိုင်က wifi မစိုးဘူးပဲ။ line ကောင်းတယ်။อืมငါ update post လေးပါလေတင်အောင်มาပါပဲ။အော်ညီမလေးညီမလေးအော်အမကိုပုံလေးတစ်ပုံလောက်ရိုက်ပေးပါလား။ဒီဆိုင်လေးကမစိုးဘူးเนาะ။ design လေးလေးလှတယ်။ညီမလေးဟိုဟိုဘက်နားလေးကနေရိုက်ပေးเนาะ။လူ ồ လေးတိတ်တိတ်မဟုတ်ဘူးနဲ့ design လေး။အဲမသိရင်အမစနက်မိသွားတယ်လို့လေ။တဘာဝဆက်ဆန်တဲ့ပုံလေး။ဟိုညီမလေးတစ်ပုံရိုက်တာအမမသိတဲ့ပုံစံမျိုးလေးပေါ့။ပြီးတော့လေဒီ coffee ခွက်ရယ်ပြီးတော့နောက်က background ကိုကြတော့ ချိတ်ထားတဲ့ပကြီကားလေးပအောင်ရိုက်ပေးနော်ညီမလေးအမကပကြီကားလေးကိုလှမ်းခင်းနေမယ်အဲ့လေးကိုစနက်မိသွားတယ်ပေါ့တဘာဝဆဆန်လေးတပုံစိုရပြီဟိုရိုက်တာတော့ညီမလေးအများကြီးရိုက်ထားလိုက်နော်အဲ့ဒီရမလေးတပုံအမပါတာအမရွေးလိုက်မယ်နော်ညီမလေးမင်းမင်းရေတမီးပြန်ရောက်ပြီနော်။음나이လေးပါလေးလဲကြည်အောင်ဟေးဘယ်အချိန်ရှိနေပြီလဲ။ညီခဏဆိုပြီးထွက်သွားလိုက်တာပေါ်ကိုမလာတော့ဘူး။ ငါသာဖုန်းမဆက်ညညအထိပြန်ရောက်ပါအောင်လားဟမ်မိခင်ပြုတ်တမီးကဖုန်းဆက်တော့မလို့အဲ့အချိန်လေးမမေ့စီကဖုန်းဝင်လာတဲ့မဆက်ဖြစ်လိုက်တာအဖိုးရေပါအေးဟွန်းငါမလဲတမီးတယောက်မွေးထားလို့ဒါပဲဒါမျိုးနှစ်ယောက်သုံးယောက်လောက်တာဆိုမလွယ်ပါဘူးဒါနဲ့ညနေစမ်းမအောင်ဘလို့ဖြစ်လို့အဲ့လောက်တောင်နောက်ကျနေရတာလဲအိုးတငယ်ချင်းနေနဲ့စကားပြောနေရင်အချင်းကုံသွားတာကိုတတိမထားမိလိုက်လို့မမေ့ရဲ့အမှတော့ ။ဘာစကားတွေများညီတို့ပြောနေကြလို့တနေတောင်ကုံရတာလဲ။အိုးစကားကြီးပဲပြောနေရတော့ဘယ်ဟုတ်မလဲမမေရဲ့။တငယ်ချင်းနေနဲ့ချိန်ထားတဲ့နေရာကိုရှူကင်းလေးလေးလှ။အေးတပန်းလို့လဲကောင်းဆိုတာ။ဘာဘာလဲတပန်းလို့ကောင်းတယ်ဆိုတာ။ဟွန်းမမေကလည်းဓာတ်ပုံရိုက်လို့ကောင်းတယ်လို့ပြောတာ။အဲ့တော့ဓာတ်ပုံရိုက်စိုင်းတိုင်းမုတ်စာစကားပြော။ ။တမီးဘာလုပ်တယ်ဘယ်သွားတယ်ဘာစားတယ်အကုန်လုံးကိုတမီးရဲ့အကောင့်မှာတင်ထားတာပါဆို။အဲ့ဒါကြောင့်လေမေမေတို့ကိုလေတမီးက Facebook သုံးတောင်သင်ပေးအောင်ပါပါ။အဲ့ဒါမှတမီးဘာလုပ်လို့လုပ်သမျှအရာအလုံးကိုမေမေတို့ Facebook ကနေကြည့်လို့ရတာပေါ့။ဟာရှုပ်ရှုပ်ရှက်ရှက်တည်းအေးဖုန်းဆိုကျုပ်တို့ကတော့စကားပြောတာလွင်ကြံတာဘာမှမလုပ်ချင်ဘူး။ကဲကဲတော်တော်ရေမို့ချိုအဝဲစားလဲမိခင်ပြုညီးဖေဓမာယုံဘက်ခဏသွားတယ်သူပြန်လာရင်ထမင်းစားကြရအောင်ဟုတ်ဟုတ် လေခဏလေမနိုင်နဲ့အောင်မမေလက်ခဏလေးနော်တမီထမင်းဝိုင်းလေးကိုဓပုံလေးတပုံလောက်ရိုက်ချွန်လို့နေတိုင်းစားနေတဲ့သမင်းကိုအထူးဆန်းလို့လို့အေးဒီမှာဘိုက်ကစားနေရတဲ့အထဲကဲသမီးရေဖေကြီးတို့စားလို့ရပြီလားရပြီဖေဖေရေဒီနေ့သမင်းမိုင်းလေးရလေပို့စတင်စရာလေးဖြစ်နေလို့ဖေဖေရေอืมတင်တော့ညီပါဖြစ်တော့အော်မမေရလေတင်တော့သမီးအကောင့်ထဲရသူတွေရလေအသေးလေးတွေပေးကြအမန်နေရေးကြပြောကြလောက်တာပေါ့မမေရညီဟာတွေနားမလဲပါဘူးအေးอืมအဲ့ဒါကြောင့်လေမမေကို Facebook သုံးတောင်းတင်ပေးပါမယ်ဆို ဟဲ့ဖေဖေကိုလည်းသိပေးမယ်နော်ဖေဖေတငယ်ချင်းတွေလည်းတုံးလို့ရှိရင်လေဖေဖေတို့ကိစ္စတခုခုရှိရင်အခုလောအချင်းကုန်ကန်ပြီးတော့အပြင်မှာသွားတွေးကြဝိုင်းပွဲစကားပြောကြလုတ်เสียမလို့တော့ဘူးပေါ့ကိုယ်အိမ်မှာပဲအေးစစ်စစ်လေးဖုန်းလေးတစ်လုံးနဲ့ပြောရုံပဲဟာဖေကြီးကတော့လူချင်းမျက်နှာချင်းဆိုင်ပြောရတာမဟုတ်ရင်အားမရပါဘူးအေးလေဖုန်းနဲ့ပြောရတာတော့ကျုပ်တို့ကအားရတာမဟုတ်ဘူးညီလိုစာတွေရိုက်ပြောရရင်တော့အေးမမေဒါလေချက်သားစီပြန်ရင်မဟုတ်လားဘလို့ချက်ထားရလဲ အမလီမြတ်စွာဘုရားထူးထူးဆန်းဆန်းနေမေးလို့ပါလားမိခင်ပြို့အော်မမေးရလဲဒီမှာကြည့်သမီးတင်ထားတဲ့ post အောက်မှာမေးထားလို့ဟင်းလေးကစားချင်စရာလေးတဲ့ချက်နှီးလေးဝေမျှပါအောင်ပြုတ်ရေးတယ်မမေးကသမင်းစားချင်တော့အိတ်ဖုံကြီးချထားစမ်းပါငါသမီးရဲ့ကြည်ရတာသမင်းသာပါဇက်သေးတာထဲ့နေရမျက်လုံးကတစ်ချိန်လုံးအိတ်ဖုံပေါ်ရောက်နေတယ်ရှင့်သမီးကဆယ်လီတဲ့တော်ရေဆယ်လီဆယ်လီဟွန်းဘာရောဆယ်လီတင်ချာလီတဲ့ကအလီလား ြောပါဦးတော့ဟာလေဝေးလိုက်တာတော့ကျုပ်တို့ TV မှာကြည့်နေရလေမင်းသားမင်းသမီးတွေကိုခေါ်တာတော့ဟေးဒါဆိုငါသမီးကမင်းသမီးလုံနေရပါဟလား။အော်ဖေးကလည်းအဲ့လိုတော့မဟုတ်ဘူး။ဟိုသမီးကလေမမေနဲ့ဖေဖေတို့ကြည့်နေရဟို TV ထဲကမင်းသမီးရေလို့ဆယ်လီတော့မဟုတ်ဘူး။ Facebook က Sally အဲသမီးအကောင့်ကနေလေ post တခုခုတင်လိုက်ပြီးဆိုရင် like တွေ၊ man တွေ၊ share တွေဆိုအိုးအများကြီးရတာ။ခုနကလည်းလေဒီသမီးဝိုင်းပုံလေးကိုတင်လိုက်တာ 9မိနစ်ပဲရှိသေးတယ်။ like ကတရားပြေတော့မယ်။အိုးမတ်နေဆိုလို့ရှိရင်30ကျော်နေပြီ။အာတမီးပြောတာလေဖေးကြီးတော့နားမလည်ပါဘူး။ဟောဖေးကြီးကလည်းဖေးကြီးနားလည်လို့အောင်ပြောရလို့ရှိရင်လေတမီးတင်လိုက်တဲ့ပုံတွေကိုတွေ့ပြီးတော့သဘောကျတဲ့သူကတရားဝင်ခြင်းအဲပုံနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့မှတ်ချက်တွေသူတို့ရဲ့အမြင်တွေဝင်ရေးထားတဲ့သူက30ကျော်ရှိနေပြီ။ဒါတော့9မိနစ်အတင်းတော့အဲ့ဒီတော့ဘာဖြစ်တော့ညီးပြောတဲ့အဲဆယ်လီဆယ်လီဆိုတာဖြစ်သွားရောလား။ အင်းဘောမမေရဲ့ Facebook မှာလေတမီးကိုတီးရတူများလုံးလို့ post တင်လိုက်လို့ရှင် like တွေမှတ်နေအများကြီးရ Facebook မှာဆိုတော့တမီးကလူချစ်လူကတအားများတာမမေရဲ့တမီးတနေ့တနေ့ဘာလေးတင်မလဲဆိုပြီးတော့မျောနေကြတာ Facebook မှာဆိုတမီးကလေ selfie တစ်ပိုင်းကိုပြည့်နေပြီမေခင်ရဲ့မင်းတမီးကရက်ွက်တွေကလူတွေနဲ့တော့မတည့်ရနော် ူပြောတဲ့ Facebook ပေါ်မှာရောဗားတဲ့လူချစ်လူခင်တအားများတယ်ဆိုပဲဟုတ်ပါကိုတာမောင်ရေသူ့တော်မျောနေကြတာဆိုပဲတော့နော်ဖေးကြီးနဲ့မေကြီးတို့ပြောကြပါတမီးအခုထက်အောင်မြင်လားလူပိုပြီးတော့တိများလာတဲ့အခါကျရင်ဟွန်းကြော်ညာတွေပါလေလာအပ်ကြလို့ငွေတွေတောက်တောက်လဲဝင်တော့မှအဲ့တော့မှနော်ငါတမီးလေးတော်လိုက်တာဆိုပြီးဖြစ်နေကြမြင်အောင်သေးတယ်ဟုတ်လေကိုတာမောင် အခုလည်းကျုပ်တို့သမီးလေးကတော်ပါတယ်တော့တနေ့တနေ့ဖုန်းပလိုက်အပြင်းသွားလိုက်အိမ်လိုက်စားလိုက်နဲ့ကြည်ဒီရွယ်ဒီမိဘချက်ကျွေးနေရတော့အလောက်ကူပေးတာနည်းနည်းရှင်သူ့မဟုတ်ဘူးပြန်ပေးရတာများများဟင်းမင်းနော်သမီးဆယ်လီဘွားနဲ့အောင်မြင်လာတဲ့တနေ့ကြလို့ရှင်မေကြီးရောဖေးကြီးပါအိမ်ဦးကမှစိမ်းနဲ့နှက်ယုံပဲ။ဟွန်းအဲ့ဒီခါကျရင်လေတမီးတို့မိန်းတို့ပေးထားတဲ့မုတ်ပိုးတွေကဆယ်ဆ အစတရားတဲ့ပုံများတဲ့ငွေတွေကိုစိတ်တိုင်းကြတုံးဆိုပြီးဖိင်းနယ်မေးကိုပေးမှာစိတ်ချအောင်မလေးမုံစီကျော်ကဘေးနယ်မှန်းတော့မသိဘူးဟဲ့နှကန်းနာနဲ့တိတ်ပါမလားဆိုသလိုဖြစ်နေပြီဟဲ့ကိုတမောင်လာပါအောင်တော်ဒီနောက်မမြန်လာစမ်းပါဟေးဘာတော့ဟာဟိုမှာကြည်စမ်းတမီးကသူတယောက်တည်းဟဲ့ပြုံးလိုက်မဲလိုက်ရီလိုက်နော်ဟိုဟိုជីជីជីရှစ်တမီးငိုနေပြန်ပြီငိုနေပြန်ပြီ အေးဟာမနေ့အိမ်ရနိုးတော့ကအကောင်းကြီးမှာအခုမှဘလို့ဖြစ်တာပါလဲမိမမင်းသမီးကိုဘာတွေပြောလိုက်ပြန်တာတော့အိုးရှင်းရလဲတစ်ခနဲ့ရှိကြောက်ပဲပြောနေရပဲမင်းမခဏခဏစူနေရလေအဲ့ကြောင့်မေးကြည့်ရပေါ့ကွာပါလေရှင်းရကျမသမီးကိုစူလို့လို့ခလေးကစိတ်ဖောက်သွားတယ်ထင်းနေရလားအဲ့ဒါကျမအပြစ်ပေါ့လေအဲ့လိုပြောချင်တာလားဟင်းမင်းနဲ့ဖေးသမီးခံရမှာဘာလုပ်နေကြရတော့ဟင်အော်ဘာမှမဟုတ်ပါဘူးအေးอืมသမီးတတိထားမိနေရကြာပြီနော ဘာလဲသမီးဘာလုပ်နေရလဲဆိုပြီးလာချောက်ကြရလားခုနတုန်းကလေသမီးတယောက်တည်းငိုလိုက်ရေလိုက်လုံနေလို့အဲ့ဒါဖေကြီးကဘာများဖြစ်လဲဆိုပြီးလာကြည့်နေတာအော်အဲ့ဒါလားဖေကြီးရဲ့အခုနမဲကြီးနေရဲ့ဆက်ကားတွေကလေဇဝင်ကန်းတခန်းရဲ့အတန်နဲ့သမီးရဲ့အမူအရာတွေကိုပေါင်းဆက်ပြီးတော့ short video လေးတခုလုပ်နေတာอืมဖေကြီးနဲ့မေကြီးတောင်ရက်ကြည့်နေရတယ်ဆိုတော့သမီးရဲ့အမူအရာကြီးကအရန်ကိုပြင်ပြသွားလို့ဖြစ်မယ်ဟာတေးကြပါပြီကွာဒီ post ကတော့ပေါက်မှတေးကြပါပြီ ်ငါအဲ့တလေးကိုလက်စတိုင်မြန်မြန်တင်ရမယ်အမလီတော်သေးတာပေါ့အေးကျုပ်မလေးငါသမီးလေးများစိတ်ဖောက်ပြီးယူမြတော့တာလားလို့အေးဟာမင်းရဲ့ပြောရလိုက်တာဒီမားကလေအမှုပညာကိုစီမျောပြီးခဏတာယူသွတ်သွားတာပါဆိုဟွန်းဒါရီမင်းမသိပါဘူးမင်းသိတာဖေးကြီးကြိုက်တွေချက်ကျွေးဖို့ပဲအခုလည်းကြည့်ငါဟဲ့နေချက်နေရမလားဒီကောင်မလေးငါလှုပ်လိုက်ရ မေးဟင်းချက်နေရလားဟင်းချက်နေတာမြင်ရတာနဲ့ညီဟင်းချက်နေရလားဆိုတော့မဟုတ်ဘူးဟေးငါကနေတာကနေတာဟာမေးရလဲစိတ်ကြီးပဲအကောင့်မေးတာအေးငါကလည်းအကောင့်ပဲပြောနေရလေညီပဲနေရမကောင်းဖြစ်နေတော့လေဟွန်းဒီမှာ live လေးလွှင့်မလို့ပါဆိုဘသူလိုက်လို့တော့ဟာလိုက်တာမဟုတ်ဘူးမမေးရေ live live facebook ကနေပြော live လွှင့်တာကိုပြောတာညီဟာတွေနားမလဲပါဘူးအေးဟွန်းဒီမှာကြည့်မမေးရဲ့သမီးကလေဒီခလုတ်လေးကိုနှိပ်ပြီး Facebook မှာတင်လိုက်တာနဲ့အဲဖုန်းကင်မရာနဲ့လိုက်ရိုက်သမျှအားလုံးတခြားသူတွေပါမြင်ရတာကိုပြောတာတော်သေးရနော်ခုနကမရိုက်မိသေးလို့မဟုတ်လို့ရှိရင်လေမင်းကြီးပြောရတယ်အကုန်လုံးသူများတွေမြင်ကုန်ပါဟဲ့အဲ့ဒီလိုကြီးလားဒါဆိုလဲမိခင်ပြောရဲ့ညီဝေးဝေးသွားစမ်းပါဒီနားလာမလို့နဲ့တခြားသွားလို့သွားသွားဟောမင်းရလဲတမီးရလေတမီးရ live ကိုတဘာဝဆန်ဆန်လေးလုံမလို့ပါဆိုဒီလိုလုံမင်းရဲ့อืมတမီးရအခန်းထဲကထွက်လာမယ်ပြီးရင်မိဖို့ကြောင့်နဲ့ရောက်လာပြီးတော့မင်းကြီးဟင်းချက်နေရတယ်ကိုပြမယ် အဲ့လိုလေးပဲမို့လို့မေးရပုံမှန်တိုင်းချက်နေကြတိုင်းလုံယုံမယ်ရှုပ်လိုက်တာအေးဟောမေးရလောက်ပါသမီးတင်တဲ့ post ပေါက်သွားလို့ဆယ်လီဖြစ်သွားရင်လေသမီးရှာလို့ရသမျှအားလုံးကဖိင်းနဲ့မေးကြီးတွေ့ပဲလို့တကယ်လို့အောင်မြင်လာကြည့်ရင် interview တွေဖြေရတော့မှဖြေရတော့မှဆိုအများကြီးနော်အဲ့ခါကြလို့ရှင်ကျမဒီလိုအောင်မြင်လာတာကကျမရဲ့မိဘရဲ့ပံ့ပိုးမှုပဲဆိုသမီးအဲ့လိုမျိုးပြောမှာအမလီအပြောကတော့ရွှေမန်းမဲမိခင်ပြောညီအကတာချိုးမဲမဲမဖြစ်ဖို့လို့တော့တယ်မဖြစ်ဘူးမဖြစ်ဘူးစိတ်ချ ဒါဆိုသမီးအခန်းထဲပြန်သွားမယ်နော်။မေကြီးကပုံမှန်အတိုင်းပဲလုပ်နေ။သမီးဝင်လာလို့ပြောရင်အလိုက်တင်လေးပဲပြန်ပြောရုံပဲ။ Ready နော်မေကြီး။ Ready hey ready ready တကယ်တော့ကို့ဘာသာအေးအေးဆေးဆေးကိုမနေရဘူး။သမီးတကောင်မွေးထားတာရှုပ်ကိုရှုပ်ပါတယ်ရှင်။ချစ်တော့ရေ။ Life ကနေထွက်မသွားနိုင်အောင်နော်။ပြူတနည်းအောင်ခေါ်သွားမယ်ရှင်။ဒါကတော့ပြူရဲ့ထမင်းစားခန်းလေးပါ။မီးဝချောင်နဲ့ထမင်းစားခန်းတွဲရလေးပေါ့ရှင်။မေကြီးဟေးဘာတွေချက်ဟေး ခုနောက်တော့ကလည်းညတခါလာမေးသေးတယ်။ဇက်သားဟေးဇက်သားဒါကကစွန်ရွက်နဲ့မှုစားကန်ဒီမှာကြော်မှာ။ဟောစပွဲပေါ်ကအုံဆောင်အောင်မှာငပိရင်ရှိတယ်။ဟင်းအနက်လေးကိုမှွေးနေရပဲ။ကဲချစ်တိုးရေဒီနေ့ပြုံးနေဟင်းတူတာဘယ်သူရှိမလဲ။ဘယ်သူတွေဘာဟင်းချက်ကြလဲဝင်မက်ပေးကြအောင်နော်။အနာပဲအနာပဲသူတို့ခင်ကြမှာရှင်ဖုန်းတစ်လုံးနဲ့ဟိုဟာရိုက်ပြဒီဟာရိုက်ပြဟိုလူတွေပြောဒီလူတွေပြောနေ အဲဒါကိုအချိန်ကုန်ခံကြည့်ကြတဲ့သူတွေကလည်းရှိသေးတယ်ရှင်အံ့ရောအံ့ရောမေခင်ဟဲ့မေခင်ဟွန်းဟွန်းဘေးငါစကားများနေလည်းမသိဘူးမင်းကြားလားကျုပ်လည်းကြားလို့ငြိမ်ပြီးနားထောင်နေတာတော့အတန်ကြီးကတေချာတော့မတဲခွဲဘူးဒီအချိန်ဘသူတွေလည်းမသိပါဘူးတော့ငါကြားတာဖြင့်တော်တော်ကြာနေပြီ อืมอပြင်ဘက်ဒီမှာလှမ်းကြည့်လိုက်မယ်ဟေးကိုตาမောင်ရဲ့ကျမပရင်ပေါက်ဖွင့်လိုက်မှာအတန်းတိတ်မကြရတော့တယ်လို့ပဲဟောအတန်းကပြန်ကြားရပြန်ပြီဟာတကားပိတ်လိုက်မှာပူကြရတာဟာအေးဟုတ်ပါ ရှင်ပြောမှတတိထားမိရဲ့ဟုတ်တယ်တော့ဟဲကိုตาမောင်ဒီအတန်းက ျမတို့တမီးအခန်းဘက်ကလာတယ်လို့ပဲနော်ရှင်သေးချာနားထောင်ကြည့်စမ်းနားထောင်ကြည့်စမ်းอืมอืมနေစမ်းမအောင်ကြွတော့ကြည့်ပါအောင်မယ်မိခင်မျိုးမိခင်မျိုးဟင်မိဘာလို့လဲအော်ဟောလက်စားတတ်တော့ညီအခန်းကကိုဘာတန်နေလဲအေးညာကြီးမို့ချုပ်ပွဲမေးရေပွဲပွဲ ဘာပွဲလဲမိဟာစူညံနေရပဲနော်ငါမှဘဲအိမ်ကများရံဖြစ်နေကြတယ်ဆိုပြီးဗရင်ပေါက်တောင်ဖြွင့်ကြည့်ရတယ်တော့မီးကလည်းဖြစ်ရမယ်ဟိုမီးကိုခံအောင်ကြရတယ်ဆိုတော့တမီးအတန်းတော့နည်းနည်းတိုးလာအောင်ပဲမီးတော့အိတ်တော်လေဘာဒီမန်းကိုမသိဘူးရှင်ဘာတယ်လဲမေခင်ကျုပ်တို့ကြားတဲ့အတန်းတွေကရှင့်တမီးဖုန်းထဲကတဲ့တော့မိခင်ပြောပြောတာတော့ပွဲတဲ့ဘာဒီမန်းမသိပါဘူးအတန်းတိုးလိုက်ပြီးနေမယ်မကြရတော့ တော်တည်ခြင်းမနိုင်ကြမှာရှင်သမီးသာမေးကြည့်ဟဲ့မေခင်ဘယ်ချင်းရှိနေပြီတုံးမင်းသမီးကိုလည်းခုထိမမြင်ရသေးပါလားအဲ့နေတော့တော်ရေဒီကောင်မလေးတယောက်နဲ့လည်းကြောက်ပြောမပြောချင်တော့ဘူးသမီးလေးတယောက်ရှိပါတယ်ရှင်မိဘကိုကူပေါ်လောင်ပတ်မရတဲ့အပြင သူ့အတွက်ပြန်ပြီးပူပန်ပေးနေရတာကတလုံးမဖြစ်သေးပါဘူးဒီပုံတိုင်းဆိုငါတို့ခီးသွားရင်တခါတည်းသူ့ဘာခေါ်တော့မှပဲအိမ်မတယောက်တည်းထားခဲ့လို့တော့မဖြစ်ပါဘူးကွာအော်အဲ့ဒါတော့ခေါ်ရမှာပေါ့တော့တမီးမိမ့်မပြိုလေးတယောက်တည်းထားခဲ့ရမှာကျုပ်လည်းစိတ်မချပါဘူးသူလိုက်လာတော့လေတော်အလုပ်ကိစ္စတွေဝိုင်းကူခိုင်းလို့ရတာပေါ့အခုတော့စင်းစရာတွေငွေအဝင်အထွက်တွေသူအကုန်လုံးတက်နေပြီပဲမဟုတ်လားအေးဟုတ်တယ်ဟာဒါတော့ငါသမီးကစိတ်ချရတယ်အပြင်မှာလည်းအလုပ်မရှိသေးတဲ့အတူတူ ဖေးရလုတ်ကိုစင်းစရာပိုင်းတာဝန်ယူပြီးလှုပ်ဆိုရလဲမင်းသမီးကဘာပြောရမှတုံးဥပါပြောစွားရပေးရပဲမို့စိတ်မဝင်စားဘူးတဲ့ဟေးသူတက်တက်လုံးဒါနဲ့ရှာကျွေးလာတာကိုအော်ရှင်မွေးကလေးကမြို့ပေါ်နေလာတော့ရှင်သမီးကမြို့သူတစ်ပိုင်းဖြစ်နေပြီလေတော့လဲတွေရာတွေစပားတွေပဲရေလောက်ရတာ။ तू ဘယ်စိတ်ဝင်စားပါမရော။အဲ तू ကနော်ဆယ်လီဆိုလားဘာလားကျမတို့ပြော့ပြော့နေရဟာလေ။အဲ့ဒါလောက်မာတဲ့တော်ရေ။ငါတော့ကြားဘူးအောင်ကွာ။ဟင်တော်တာမကြားဘူးလား။ ။ "तू ကတော့ဆယ်လီဖြစ်ရင်တဲ့။တော်နဲ့ကျုပ်ကအေးစစ်စစ်နှံ့နေုံပဲတဲ့။ तू ရတဲ့ပတ်စံနေအကုန်နဲ့နော်။ကျုပ်တို့အတွက်ပဲတဲ့တော်ရီ။ဟုတ်ပါပြီကွာ။ဟုတ်တော်ရှိမဟုတ်တော်ရှိ။အခုလို့ကြားရုံနဲ့တင် ပီတီတော့ဖြစ်မိတာမေခင်ရေဟုတ်ပါရှင်ဟောဟောဟိုမှာပြောရင်ဆိုရင်ထွက်လာပါပြီတော့ခေါင်းဆုပ်ဖွားနဲ့ဆယ်လီမာကြီးမိခင်ပြောမေးမော်နင်းဟေးသမီးနိုင်လေးပါလေကြည့်ပါဦးဒီအချိန်ထိအိတ်တာတော့အေးရမောရသေးဘူးလား တန်းဝါနေရပဲညာ3နိုင်မှအိပ်ရတာဖေးရဲ့3နိုင်ဟေးဘလို့ဖြစ်ရတာတော့3နိုင်မှအိပ်ရတယ်လို့ပွဲကောင်းနေရနဲ့ဖေးညီးပြောတယ်အဲ့ဒီပွဲဆိုတာဘာကြီးတုံရှင်းပြစမ်းမအောင်အေးโอ้มีอ่ะดีโลเลยโหอเถลောกมานำเหมจี้นี่แหละออนไลน์เซลลี่เนี่ยไปยันบ้วยเมยเนี่ยญาตรงอ่ะตะมี้จี้เนี่ยอะล่ะโหตรุ้ยเนี่ยไลฟ์พี่อย่างจี้ไล่ย่าโหมะนะ3นายโทรย่อมเมยเนี่ยฮะบลูอีตรงตรุ้ยเนี่ยยังผิดจ่าราโก ဖုန်းနဲ့ရိုက်ပြီးလိုင်းပေါ်တင်ကြရလားဟုတ်လားအော်အဲ့လိုမဟုတ်ဘူးဖေကြီးတယောက်တနေရာစီကနေ live stream ပြီးတော့ရှင်းကြတာဟောတယောက်နဲ့တယောက်အပြန်လဲပြောဆိုဆွဆွဲထားကြတာကိုဖြည့်ရှင်းကြတာပေါ့ဖေကြီးညီတို့ဟာကလည်းအေးမဟုတ်မချေနဲ့ရင်ညနေချင်းဆိုင်ဖြည့်ရှင်းကြပေါ့ဘယ်နဲ့တယောက်နဲ့တယောက်မမြင်ရပဲဖုန်းရှေ့ထိုင်ပြီးဖြည့်ရတယ်လို့ငါတို့အားမရပါဘူးအေးအဲ့လိုရှိတယ်မင်းရဲ့ကဲထားပါထားပါဒါနဲ့ရှေ့တစ်ပတ်ထဲဖေကြီးတို့ရွာခဏပြောင်းဖို့ရှိရဲ့ တမီးပါလိုက်ခိုင်းမှရမယ်နော်ဟမ်ရက်ကြမှာလားဖိရက်ကြတော့ညီရမလိုက်ဘူးလားအဲ့လိုလည်းမဟုတ်ပါဘူးမဟုတ်ရင်လည်းလိုက်ခဲ့อืมကြာကြာလဲနေလို့မဖြစ်ပါဘူးအေးဒီမှာလဲလူမရှိတော့အိမ်ရတခိုးတဝက်ရန်ရှိသေးတယ်အိမ်လူမရှိမှန်မသိစေနဲ့ပေါ့ကွာငါလေစဘာကိစ္စပြင်ပြန်လာမှာဆိုတော့အလွန်ဆုံးကြာလာသုံးလေးရက်ပေါ့อืมอืมကဲမိခင်ပြောကောင်းစုတ်ဖွားနဲ့သွားသွားလှုပ်ရှားရှိရသွားလှုပ်ချင်ဟုတ်ဟုတ် ဖြူအခုရောက်နေရွှာလေးကအရန်ကိုမှတားရတာအားလုံး live ကနေအလဲခေါ်ရနော်ဟုတ်ဒီမှာကြည့်ပါအောင်ကြုံလုံးကြားရအောင်မယ်ဟိုးမှတွေ့နေရတယ်စပားခင်းနေရလေအရာပြုံမိပါရရဲ့စပားခင်းနေပါရှင်မိခင်ပြုံဟဲ့မိခင်ပြုံဟဲ့အမလေးမနဲ့အိမ်ကထွက်ခရေရဖုန်းတစ်လုံးနဲ့ချစ်တူကြီးချစ်တူကြီးကိုပါဇက်ပြားတာကိုမချဘူးဟဲ့မိခင်ပြုံနောက်တစ်ခေါက် live ကြမှာထပ်တွေ့ကြမယ်နော် ပြေဝဒီရွာလေးမှာ3လရက်ကြာအောင်မှာဆိုတော့ဒီရက်ထဲတော့လေအားလုံးပဲကြေးလက်ရှုခင်းတွေတဝါကြီးကြည့်ဖို့တာပြင်ထားကြပြီတော့ဘိုင်ဘိုင်မိခင်ပြိုရဲ့ညီနဲ့အေးခေါ်မကြအောင်မကြအဲ့ဒီဖုန်းကိုလည်းလက်ကချပါအောင်မပြောချင်တော့ဘူးနော်ညီကိုကြောက်อืมအော်မေကြီးရလေရွာမာလေးရှုခင်းတွေကအရန်ကိုလှတော့သမီးက live လွှင့်ပြီးတော့သမီးဖန်တွေကို sharing လုပ်ပေးတာပေါ့အော်ဒီမှာတွေ့လားမေကြီး ရွာလေးကตายရလိုက်တာတဲ့အင်းချက်နေမှာပဲတဲ့ဟောဒီမကြီးပျော်စရာကြီးရဲ့အပြန်လက်ဆောင်ဝဲခဲ့နော်တဲ့ဟိုဒီမှာတယောက်ဆိုလေဒေတာထွက်ကုန်လေးလည်းအမှတ်တရရိုက်ပြပါအောင်နဲ့အမဲအသေးတွေလည်းပြစ်ထားအများကြီးပဲနောက်ထပ်မှတ်တာလည်းအများကြီးပဲမေးရဲ့သမီးတော်လေးမေးတို့နဲ့လိုက်လာလိုက်တာမှန်သွားပြီချနေอืมဟုတ်ပါပြီကဲကဲညီအဲ့ဒါအတထားတော့အဝတ်စားသွားလဲကြီးဘုံကြီးကြောင်သွားမယ်ညီဖေခဏနေပြန်လာလိမ့်မယ်အဲ့ဒီကြရင်ရွာဦးဆရာတော်စီကိုသွားကြမှာ ဟဲ့ညီကြုံတကားလေးပြောထားမယ်နော်။ဖုန်းကြီးကြောင့်မညီဖုန်းကြီးတကားကနဲ့ဟိုရိုက်တရိုက်တွေမလုံးနဲ့ကြားလား။ဟုတ်မေဟုတ်မင်္ဂလာပါရှင်။ဒါလေးကတော့လေကျေးလက်ဒေတာရဲ့ယူရှင်နဲ့ထမင်းဝိုင်းလေးပေါ့ရှင်။ ဟုတ်ကြည့်အတီးရက်တည်းဆိုလေခူခူခူချမ်းမို့လက်ဆန်းနေရပဲဒါလေးရတော့ချောင်းငါလက်ဆက်ဆက်လေးကိုကြော်ထားတာပါရှင်ကဲဒီမှာငပိရေဖြော်နဲ့တူစရာလေးရလဲရှယ်ပဲရှင်မိမမိခင်ငါတို့ကထမင်းစားရအောင်ပါလားငါဖြင့်ဗိုက်စာနေပြီမင်းသမီးကလည်းခဏလေးဆိုပြီးခုထိမပြီးသေးဘူးလားอืมจုတ်แล้วตู่ก็ပြောတာမောလာပြီတော့ခဏတော့စောင့်ကြည့်လိုက်ပါဦးကဲစွတ်တွေ့ ယူထမင်းချလိုက်အောင်မယ်နော်ဘိုင်ဘိုင်ဟောဟောဘိုင်နေပြီတော်ရီအဲ့ဒါဆိုရပြီရပြီတခြားဟာသာကြောက်မှမမိတာအဲ့ဒါတော့တိတယ်ချစ်သူရေးဆိုရှစ်သမီးအဲ့ဒါအစဘိုင်ဆိုပြီပြီဖိနေမေထမင်းစားကြမယ်လीနောက်ဆိုထမင်းစားကနေအဲ့ဖုံကြီးတကားကနေမလောက်ပါနဲ့လားသမီးဟာဟောဖိရလဲဒီလိုထမင်းဝိုင်းမျိုးဆိုတော့အမြဲတမ်းကြုံရတာမဟုတ်တာရောက်တုံးရောက်ခိုက်မှာ အခွင့်အရေးကိုအမိရအသုံးချရတာပေါ့ဟောတမင်းကြီးမှာကြီးလက်ဒေတာမှာဘလောက်ตายာလှပါတယ်ဆိုရယ် live ကိုလေဝင်ကြည့်ရတူရလည်းမနှဲဘူးမြင်လို့ခစ်ကြမှာကွာစားလေးပြအိတ်လေးပြဟိုဟာလေးပြဒီဟာလေးပြနဲ့ရှုပ်ရှက်ကိုခတ်နေတာပဲဟာဖေးကြီးကလည်းအဲ့ဒါကို share with လုပ်တယ်လို့ခေါ်တယ်ဖေးကြီးရဲ့ကိုယ့်ရဲ့ data တွေကိုလေတခြားသူစီကိုညှပ်ဝေပေးတာอืมကျုပ်တို့ခစ်တုံးကတော့เนาะကိုယ်တမဘာဖြစ်ဖြစ်တူတူတိတ်တိတ်နဲ့နေထိုင်သွားလာစားတောက်ကြတာ ကိုရှိတာလဲ तू မသိသူရှိတာလဲကိုမသိဘူးသူတို့အလှဲ့ကြမှာပဲအရက်တကာတီအောင်ကြင်ညာကြတော့တာပဲအိုးမေကြီးလူတိများလေအကျိုးရှိလေပဲမေကြီးရဲ့တမီးဟိုဆိုလေအပြင်းမသားမသိချင်မသိမယ်နော်ဟွန်း Facebook မှာဆိုတမီးဟိုတိတဲ့သူလေးဆိုတော့အများကြီးတမီးကမကြခင်မှာအောင်မြင်တဲ့ဆယ်လီးတယောက်ဖြစ်လာတော့မမေကြီးရဲ့ကဲတမီးအစားကိုကောင်းအောင်စားစကားကိုကောင်းအောင်မပြောနဲ့ဟုတ်ပြီလားဟာဖေးကြီးကလည်းကိုသမီးလေးကိုလေအားပေးမယ်တော့မရှိဘူး ။အကန်လေးကသမင်းကအခုဒီအရာမယွင်းသေးပါလားသမီးရဲ့။စကားကြီးပြောနေလို့အစားကိုအရင်ကောင်းအောင်စားလို့ပြောတာပါဗျာ။ဟွန်းအဲ့ဒါကြောင့်လေဖိန်ကြီးနဲ့မေးယို Facebook လေးတုံးတက်အောင်သင်ပေးမယ်လို့ပြောတာပေါ့။ဖိန်ယူတာတုံးတက်လို့ရှိရင်လေအခုလိုတွေရှင်းပြစရာမလိုတော့တဲ့အပြင်ဖေးတော့သမီးကိုအားအောင်ပေးနေအောင်မမိခင်ပြိုရဲ့ညီဟာလေးမတုံးချင်ပါဘူးအေးကျုပ်တို့ကစကားပြောစရာရှိတောင်ဖုန်းထဲမှာထက်အပြင်မှာလူချင်းတွေ့ပြီးပြောလိုက်ရမှာအားရတာအေး ။ညီလိုမျိုးဖုန်းပုတ်ပြီးကြည်တာမျိုးတော့မကြိုက်ပေါင်တော့။ဟွန်းမရလဲ။တော့အမလေးကုံပါပြီကုံပါပြီကိုတာမောင်ရေဟဲဟဲဘာဖြစ်တာတော့မိခင်ရဲ့ဘလို့ဖြစ်တာတော့ဒီမှာကြည့်အောင်ကြည့်အောင်ဟဲ့မိခင်ပြောမိခင်ပြောဝင်စမ်းပါအောင် ချစ်တော်ရေပြုခုပဲအိမ်ပြန်ရောက်ပါပြီရှင်။ဟဲ့အမလီနေအဲ့ဒီဖုန်းပဲကြည့်မနေနဲ့။တလန်းလုံးလဲဖုန်းကားပေါ်လဲဖုန်းအခုအိမ်ရောက်တဲ့ဒီဖုန်းနီလာစမ်းအိမ်နေဦး။ဘာဖြစ်တာလဲ။မကြီးရလဲခုနကသမီးမ live လုံးမလုံနေရနဲ့မကြီးပြောရနဲ့ပိတ်လိုက်ရပြီ။တုံးဆက်မလို့ဒုက္ခပါပဲ။ဘာဒုက္ခလဲ။ညီလာမမြလာအိမ်နေကိုဒီမှလာကြည့်စမ်း။အေးကွာဒါသွေးရိုးသားရိုးတော့မဖြစ်နိုင်ဘူးနော်။ဒီအိမ်မှာလူမရှိမှန်းသိလို့တမင်ဝင်ခိုးသွားတာပဲဖြစ်ရမယ်ဟဲ့တော TV လည်းမရှိတော့ဘူး ပစ္စည်းကလည်းမွားစာကျက်လို့ဟဲ့ဖိဖိဒါတကုံးဝင်တာပေါ့နော်ဟုတ်တယ်မလားဖိကြားကြိုက်ပါလေဆိုမှအပေါက်ကြီးနဲ့လာဆိုသလိုဖြစ်နေပြီဟေးခိုးတာတော့မှတရားသေးတော့မဟုတ်တော့ဘူးခီးသွားနေတဲ့ရက်တွေအိမ်မှာလူမရှိတဲ့ရက်တွေမှာစိန်ပြေနေပြင်းတဲ့ကိုပစ္စည်းတွေကဲ့တယ်ပြီးခိုးနေတဲ့ပုံပဲမေခင်ရဲ့ကိုတာမောင်ဒါဒါအတွင်းလူပါမောက်ဖြစ်မှာဒီအိမ်မှာလူမရှိဘူးခရီးသွားကြတယ်ဆိုတာသိတဲ့သူတွေကတယောက်ယောက်ကလက်ထောက်ချလိုက်တာပဲဖြစ်ရမယ်ကျမတော့ထင်နေတယ်ကိုတာမောင်ကျုပ်တို့ခရီးသွားမယ်အကြောင်းတော်ဘသူတွေကိုပြောထားမိသေးလဲ ဟမ်ကျုပ်ကတော့လမ်းထိပ်အတောက်ဆိုင်ကဒေါ်သေးရဲ့ကျုပ်ဈေးဝယ်နေကြမောင်သိန်းတို့ဆိုင်ရဲ့ပဲရှိတာဟာကွာအဥ္စာပြောင်းငရေရောက်တယ်ဖြစ်နေပါမယ်ခုခေတ်တခိုးတွေကကြုံတလူခိုးတာတဲ့ဘိန်ကဘလို့ဆိုတာတေချာလှစ်လာပြီးမှခိုးကြတာကွဟိုဘက်ရက်ခွက်ကဥမြင့်မောင်တို့အိမ်ဆိုဘလို့လုံးမတုံအိမ်သားတွေမရှိတော့ဘဲကမှမသိရဲ့လူနှစ်ယောက်ကကားနဲ့ရောက်လာပြီးတော့ဆွေမျိုးလိုလိုဘာလိုလိုနဲ့နေကင်းကြောင်တော်ကိုပစ္စည်းတွေတေသွားကြရတယ်ဟဲ့ ဘေးပတ်ဝန်းကျင်ကလည်းသူတို့မိသားစုနဲ့တည့်ရသူထင်ပြီးတော့ဒီတိုင်းနေနေကြတာဆိုပဲဟာဖေဒါဆိုသမီးတို့အိမ်ကိုလည်းစောင့်ကြည့်လေ့လာနေတဲ့သူတွေရှိမှတယ်နဲ့ဖေဖေဖေတို့တိုင်နေမဟုတ်လောက်ဘူးတယောက်ကလုံးကိုစောင့်ကြည့်နေမှာကိုသားမောင်ယိုးကိုသားမောင်ဟေးကိုစောလာလေဗျာမလာတော့ပါဘူးဗျာခမရတို့ပြန်ရောက်ကြပြီဆိုလို့တပတ်ခါအလှူအတွက်လမ်းကြုံနေရတဲ့ဝင်ဖိတ်တာဟမ်ကျုပ်တို့ပြန်ရောက်တာဘလို့သိတော့ကေလာစမ်းပါဗျာအိမ်ပေါ်နဲ့ခြံရှိလမ်းအော်ပြောနေရတာမဟုတ်သေးပါဘူးဗျာ ကျုပ်တူပြောတာလေအိမ်မော်တော့မတက်တော့ဘူးဗျာလူနေနေနာတော့လှေကားရေတက်ရတာအဆင်မပြေလို့ဗျာဒါနဲ့ခမားတူဆိုတာဘသူတော်ဗျာပြောလဲကိုတာမောင်သိပါမဟုတ်ဘူးကျုပ်တူဝိမဲ့ तू ကကျုပ်တို့နဲ့အတူနေတာမဟုတ်ဘူးဗျာအခြားမျိုးနဲ့မှနေတာအလှူရှိလို့လှုပ်ဆရာရှိရာကုလှုပ်ပေးဖို့ခဏလာနေတာအဲ့ဒါကိုကျုပ်တို့ပြန်ရောက်တာမဲ့ तू ကဘလို့များသိတော့ပြောပါအောင်ကိုစောရဲ့ तू ပြောတာပါတဲ့ Facebook ဆိုလား Facebook ဆိုလားအဲ့မှာခမားသမီးပြုံမင်းနဲ့ဖရန့်နဲ့ ဖရန့်ဘာတော့အမေကြီးတော့ဖရန့်ဆိုတာသူတို့ပြောတဲ့ Facebook ပေါ်ကတငယ်ချင်းဆိုပဲအပြင်မှာမရင်းနှီးပေမဲ့ကျုပ်တူကခမည်းသမီးရဲ့ဖန်နေဗျဟုတ်ပါဗျာတမီးကလည်း Facebook ပေါ်မှာဆယ်လီဆိုလားဘာဆိုလားကဲအဲ့ဒါရယ်တာထားပါအောင်ဗျာခုနစကားဆက်ရအောင်မယ်ကျုပ်တို့အင်ပြန်ရောက်တာဘလို့တိတာတော့လို့ခုနကပြောတယ် Facebook ပေါ်မှာတင်ထားလို့တိတာတယ်ကျုပ်ကခမည်းတို့ခရီးသွားမှန်းအောင်မသိဘူးတူလေးပြောလို့ခမည်းတို့ခရီးသွားတာရောအမျိုးတွေရှိတဲ့ရွာမှာနေကြတာရောပြန်ရောက်တာရောအကုန်တိရတာ တိတ်ဆိုခမည်းသမီးအကောက်ဆိုလားအကောက်ဆိုလားအဲ့မှာတင်ထားတာမြင်နေရတာလေ။ဩလက်ဆက်သက်တော့ဒီလိုကိုကျုပ်လည်းပြန်လာအောင်မယ်ကိုသားမောင်ရေအလှူနေတော့လာခဲ့ကြအောင်ဗျာ။အေးပါဗျာလာရမှာပေါ့ဗျာ။ကဲကြားတဲ့အတိုင်းပဲမေခင်ရေမင်းသမီးခေါ်စမ်းကွာ။อืมမေခင်ပြောရေဟဲ့ထွက်ခဲ့စမ်း။ရှင်အရှင်ထက်လူရင်လား။ညီဖေးစပုတ်မှာ ဟာမင်းရလဲ Facebook မဟုတ်ပါဘူး Facebook Facebook ငါပြောတတ်တယ်လို့ပြောမယ်ညှိရှာမရှင်းနဲ့ငါလှုပ်လိုက်ရအောင်ဟုတ်အဲ့ဒီမှာညီငါတို့ခရီးသွားတဲ့ကိစ္စတွေတင်ထားတယ်ဆိုပြီးလေကိုစောတူကိုညှိတည်တလားဦးလေးစောတူမတူတော့ဟာသူတို့မိသားစုမှာတမီးနဲ့မီးတွေပဲရှိတာမဟုတ်ဘူးလားမေးရသူပြောတာတော့သူ့တူနဲ့ညီနဲ့ကဖရန့်တွေတဲ့ညီဖန်ဆိုလားဟဲဟုတ်လားဟဲတိတ်ဆိုင်တမီးဖန်နေနဲ့မှာဦးလေးစောတူလဲပါရဲ့ဗောဟဲ့ညီအဲ့ဒါမသိဘူးလား အော်မေကြီးရယ် Facebook မှာလေအပြင်မှာကိုနဲ့တည့်ရတဲ့သူရှိသလိုအပြင်မှာမတည့်ပဲနဲ့ friend ဖြစ်နေတဲ့သူတွေလည်းရှိတာပေါ့လို့မေကြီးဟွန်းတမီးလို့ celebrity ဆိုလေပေါ့တော့စိုးသေးတယ်အပြင်မှာဘသူဘယ်ဝမှမတည့်ပေမဲ့ Facebook မှာ friend တွေ fan တွေဖြစ်နေရမှာအများကြီးဟဲမိခင်ပြောဒါဆိုညီးကသူတို့နဲ့မတည့်ပဲနဲ့ညီเจ้าနေရှောက်ပြောနေရပေါ့ဟုတ်လားအော်မေကြီးရယ်အဲ့လိုရှောက်ပြောရတော့မဟုတ်ဘူးပေါ့ post တင်တာ post အဲ့ဒါကိုတမီးရဲ့ friend တွေကမြင်ပြီးတော့အဲမန်ဂျာအပြန်လန်ပြောကြဆိုကြအဲ့လိုနဲ့တယောက်နဲ့တယောက်အပြင်မှာလူချင်းတွေတွေ့စီအောင်မလို့ပဲနဲ့ post အောင်မှာတစုတစီတဲ့ပြောကြတာပေါ့မေးကြီးရဲ့อืมอืมကိုတာမောင်ရေသိကြပြီတော့ဒီကိစ္စရဲ့တရားခံဒင်းမဲဒင်းမဲရှစ်တမီးမိခင်ပြောညီရဲ့ Facebook ကြီးကနေလေအိမ်မှာလူမရှိတာကိုကြီးညာမောင်းခက်လက်လို့ညီရဲ့ဖရန့်ဆိုတဲ့ထဲကဘယ်ကမှန်ဘသူမှမသိတဲ့သူက အိမ်မော်တက်ပြီးစိတ်ပြင်းနေပြီးခိုးသွားတာဟဲ့မင်းခင်ပြောရဲ့ချစ်ခနဲ့ရှိဆယ်လီဆယ်လီနဲ့ရှိသမျှအကြောင်းအကုန်ရှောက်ပြောညီဟာမင်းရဲ့ post တင်တာပါဆို post post ညီဟာညီပို့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 ငါအတွက်တော့ညီအဲ့ဒါရှောက်ပြောနေရပဲအဲ့လိုရေရေတောက်လဲတင်ထမင်းစားလဲတင်ဤပါလဲတင်ညီရှိရှိသမျှအကုန်တင်စင်နေမှတော့မတမာတဲ့သူတွေကညီဘာလုပ်နေလဲ ညီအိမ်မှာဘာဖြစ်နေလဲဆိုတာအပင်ပန်းခံပြီးစုံစမ်းနေစရာကိုမလိုတော့ဘူးဟုတ်တော့မင်းပြောမှာပဲလေတမီး friend list တွေကသူတွေကမယိုးသားတဲ့သူတွေဖြစ်ကုန်ပြီဟာသူတို့တွေကလေတမီးဘာ post ပဲတင်တင်ဟောအသေးလေးတွေပေး comment လေးတွေဝင်ရအများနဲ့အားပေးနေကြတဲ့ fan တွေအဲ့လိုမပြောပါနဲ့မင်းရညီအိမ်အကုန်လုံးမဟုတ်တောင်အဲ့ထဲထဲကဆုံးပြူပါပြီးတော့အိမ်ရပစ္စည်းလာမသွားလို့ ဟောအခုလိုဖြစ်နေရမယ်မဟုတ်ဘူးလားဆယ်ဒီမှာရဲ့ငါလှုပ်ချင်လာပြီနင့်哦အဲ့လိုကြီးတော့လည်းမဟုတ်ပြန်ဘူးလေတထက်ချာကြီးပြောလို့မရပါဘူးမေခင်ကဥစ္စာပြောင်းငရေရောက်ဖြစ်နေပါအောင်ပဲကွာအိုးရောက်ရောက်တော့ကျုပ်ကတော့ပြောစရာရှိတာပြောရမှာပဲတနေ့တနေ့အဲ့ဒီ Facebook ဆိုတာကြီးပဲပုတ်နေတာထစ်ခနဲရှိဆယ်လီဆယ်လီနဲ့ပါဆယ်လီလေအခုတော့ညီဆယ်လီကောင်းလို့ကျုပ်အိမ်ရပစ္စည်းတွေကုန်ပြီကဲဟုတ်ပါပြီစိတ်လျှော့ပါမေခင်ကဖြစ်ပြီးမှတော့ဘယ်တက်နိုင်မလဲလို့ကြီးကလည်းပန်းလာတော့နားကျင်ပြီဟဲ့ မနေ့ပြန်ကြားမှာပဲပစ္စည်းတွေတေချာစစ်ပြီးတော့ရေစကန်တိုင်သွင်းတာတိုင်ကြတာပေါ့မေခင်ရနော်ဟဲ့မိခင်ပြောညီးပြောတော့သမီးဆယ်လီဖြစ်ရင်ဖိင်းနဲ့မေအေးအေးစစ်စစ်နှစ်နေရုံပဲဆိုဟမ်အော်မေရလဲသူများကြီးလဲအဲ့လိုပဲတင်းနေကြတာပဲဟာသူ့ဘာသာသူလေခိုးကျင်တဲ့သူကအစိုးရစောင့်ကြည့်ခိုးမှာပဲဟာအော်အော်ဒီတော့ဒီကိစ္စတွေကညှင်းကြောက်မဟုတ်ဘူးပေါ့ တမီးကတမင်ရည်ရွယ်ပြီးတင်တော်မှမဟုတ်တာမင်းရဲ့တမီးမလေးဆယ်လီတယောက်ဖြစ်ဖို့အရေးလူသိများတထက်အောင်များကို့အပေါ်စိတ်ဝင်စားမှုတွေမြင့်လာအောင် post တွေကိုတင်နေရတာဟာမင်းရလားပြောရင်းဆိုရင်ရှစ်တမီးကြီးစန်းကြီးတဲ့အဲ့ဒါနေပါလို့မလို့လေအော်ဒီမလေး ဒီလိုကိစ္စမျိုးသမီးအကောင့်ထဲကသူတွေတိပြီးစင်ကြံလို့ရအောင် share လုပ်တဲ့ update post လေးတင်မလို့မေခိုင်းတော့သမီးပုံနေတော့ရရလာမယ်ဖိတ်ဘာမလုပ်နိုင်တော့သမီးတမွေရရှင်လို့ဒီကောင်မလေးငါလုံးလိုက်ရအစံဒီမကြီးရဲ့တော်ပါတော့ဟဲတော်ပါတော့ငါရှစ်ကြီးခိုးပါလေ Radio drama brought to you by MI Radio အမိုင် Radio ပရိသတ်တွေအခုနားဆင်ကြရတာကတော့ဇလန်းနောင်နောင်ရေးသားထားတဲ့ Sally Crazy ဆိုတဲ့ဇာတ်လမ်းလေးကိုနားဆင်ကြရတာဖြစ်ပါတယ်။ဒီတစ်ပတ်ရဲ့ Radio Drama အစီအစဉ်လေးမှာတော့အတန်တရုပ်ဆောင်တွေအဖြစ်ဖြိုစု၊ဇွဲ၊ကိုညံနဲ့ကျမငိန်တို့ကတရုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်ရှင်။ဒီစီစဉ်လေးကို အတန်ဖန်ပေးပြီးတော့အတန်ပိုင်းဆိုင်ရာတီးဖြတ်ခြင်းတာဝန်ယူပေးထားတာကတော့ Oreo Engineer တန့်ဖြူအောင်ပဲဖြစ်ပါတယ်။ My Radio ပရိသတ်များရဲ့ကလောင်စွမ်းကို Radio Drama နဲ့အတူပုံဖော်လိုက်ပါ။